မင်္ဂလာပါရှင်44 channel ကနေကြိုဆိုပါရစေဒီနေ့တော့အတိုင်းချက်တွေစားရတာယိုးလာတာမို့လို့အမဲကောင်မကြီးရွက်ချင်းချင်းလေးကို ချက်ပြီးတော့စားဖြစ်ပါတယ်ရှင်အမဲကောင်းကကင်ထားပြီးသားအစိတ်သားကို9000ကျပ်ဖို့နဲ့မကြီးရွက်2000ဖို့ကိုဈေးကနေဝယ်လာခဲ့တာပါရှင်။ အမဲကောင်းကကင်ထားပြီးသားဆိုပေမဲ့ရေသေးချာလေးထပ်ထပ်ထပ်ပြီးတော့ဆေးပါတယ်ရှင် ရေသေးချာလေးဆေးပြီးပြီဆိုရင်အရသာဝင်အောင်အရသာနေထားပါမယ်ရှင်အရတာမုံလက်ဖက်ရည်စွန်းနဲ့၃စွန်းစားလက်ဖက်ရည်စွန်းနဲ့တက်စွန်းငံပြားရည်ထမင်းစားစွန်းနဲ့တက်စွန်းစွန်းနောမုံလက်ဖက်ရည်စွန်းနဲ့တက်စွန်းကိုအရတာဝင်အောင်တတိချာချာလေးစုပ်နေပြီးတော့နေထားပါမယ်ရှင်။ အရသာဝင်အောင် နေထားပြီးရင် အမဲကောင်းတွေကိုနူးဤနေအောင် အရင်ပြုတ်ထားပါမယ်ရှင်တယောက်နဲ့တယောက်ကအကြိုက်ချင်းမတူညီကြလို့တချို့ကအရန်နူးဤနေတာမျိုးကိုမကြိုက်ဘဲနဲ့ဆွဲလာယုံလာအနေထားလေးကိုကြိုက်ကြပါတယ်ရှင်။ဒါကတော့မိမိစိတ်ကြိုက်အနေထားမှာထားလို့ရပါတယ်ရှင်။အမဲခေါင်းတည်ထားတဲ့အချိန်မှာမကြီးရွက်တွေကိုအယိုးတွေကိုတင်ပြီးတော့ရေအထက်ထက်စီးပြီးရင်ရေစစ်ထားလိုက်ပါမယ်ရှင်။ ကျွန်တော်ကတော့အမဲကောင်းတွေကိုသုံးရီလောက်ပြုတ်ပြီးနူးဤလာတော့မှမကြီးရွက်တွေကိုရောပါတယ်ရှင်။မကြီးရွက်တွေရောပြီးရင် အရသာထပ်ထည့်ပါမယ်ရှင်။အစင်တင်ကြိုက်ထားတဲ့ငရုတ်တီစိန်တောင်း15တောင်းအရသာမုတ်လက်ဖရဲစွန်နဲ့3စွန်အယောင်တင်မုတ်လက်ဖရဲစွန်နဲ့3စွန်ငပီးထမင်းစားစွန်နဲ့1စွန်ပပလီထားတဲ့ကြက်တော်နီနှလုံးကိုရောထည့်လိုက်ပါမယ်ရှင်။ အကုန်လုံးတမနေရာမှွေထားပြီးရေတမျိုးထပ်ထည့်လိုက်ပါမယ်ရှင်။မိနစ်အနည်းငယ်တော့တည်ထားပြီးစူပွက်လာပြီဆိုရင်ချင်းချင်းဤလေးနဲ့စားလို့အရန်ကောင်းတဲ့အမဲပေါင်းမကြီးရွက်ချက်ကိုရပါပြီရှင်။စားနေကြဟင်းချက်တွေနဲ့ပုံစံတူမဟုတ်ဘဲနဲ့ချင်းချင်းဤလေးကိုမှ ထမင်းပူပူလေးနဲ့အရေလေးစမ်းပြီးတော့စားလိုက်ရင်အနည်းဆုံးထမင်းသုံးပကံစားတော့အသားလေးစားလို့ဝင်ပါတယ်ရှင်။ မယုံရင် like share စားကြည့်ပါလို့ပြောပြရစီရှင်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ရှင်မတူညီတဲ့ဟင်းချန်ဒီမုတ်လုံဒီဗီဒီယိုလေးတွေအတွက် Foodie Forest Channel လေးကို Subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်